အာလှနှုတ်ထုံးပါရှင်စာရိတ္တနှစ်ထဲမှာကြတော့ဒေါနင်းစီပေါ့နော်အဲဒီမှာကြတော့အဒေါနင်းစီကသမီးလေးကိုအရန်ချစ်တယ်အသမီးတစ်ခုအမေတစ်ခုဒါပေမဲ့အကိုချစ်မိရဲ့သူကနေပြီးကိုသမီးလေးကိုချစ်သွားတဲ့အချိန်မှာကိုနောက်ဆုတ်ပြလိုက်တာလေးပေါ့နော်အဲဒီအပိုင်းလေးပေါ့အမ်တင့်မှာကြတော့လှနှုတ်ကနေပြီးရောပေါ့နော်ဒီအချစ်ကိုကိုးကွယ်တော့အမျိုးသမီးတစ်ယောက်အနေနဲ့လှနှုတ်အမ် အမူအရစကားပြောတာဆိုအဲ့လိုပုံစံလေးလုပ်ထားတယ်နှစ်မှာကြတော့မဟုတ်ဘူးကိုယ့်ရဲ့သမီးလေးကိုဒါကာကွယ်ပေးမဲ့အမျိုးသမီးမိခင်ကောင်းတယောက်အနေနဲ့ကိုယ်ကရှိနေရပေါ့အမ်အမတ်တရတွေကတော့အများကြီးရှိပါတယ်အမ်ဘယ်လိုခေါ်မလဲဒီတချို့ဒီ scene ထဲမှာ deleted scene ထဲမှာပေါ့เนาะဆိုရင်ကိုသားနဲ့အဲကိုသမီးနဲ့ကိုသမက်လောင်းလေးနဲ့သူတို့ပြောကြရတယ်ပေါ့เนาะအ love scene လေးမှာကိုကနေပြီးတော့မျက်ရည်လေးတွေဝဲပြီးတော့ကိုချစ်တဲ့သမီးလေးอ่ะပေါ့เนาะအသူချစ်တဲ့သူလေးနဲ့ အတူလက်တွဲနိုင်နေဆိုရဲစစ်ကလေးနဲ့ပျော်ရတဲ့ဟာအဲ့ဒီအဲ့ဒီ mood လေးပေါ့နော်ဒါပေမဲ့သူက deleted scene နဲ့မှာပါသွားတယ်ဒါပေမဲ့အဲ့ဒါလေးကိုလာနေအရင်သဘောကြားတယ်ဟုတ်သူအလုံးဝမမျှော်လင့်ထားတဲ့အရာတွေပါတာပေါ့နော်ဒီလူတွေအများအများကြီးရရှုထောင့် ပုံပေါ့မလှနှုတ်ဆိုလဲလှနှုတ်အပိုင်းဒီမင်းသားရဲ့အပိုင်းပေါ့နော်အကိုနေဝင်းဆိုလဲကိုနေဝင်းဘက်အပိုင်းဒီမင်းမြင့်မုံနေအပိုင်းအဲ့အပိုင်းတွေသူတို့ရှူတော့မတူတာတွေအကုန်လုံးကိုသူတို့ရိုက်ပြထားတဲ့အတွက်ကြောင့်စိတ်ဝင်စားစရာအရန်ကောင်းနေရှင်ဟုတ်အာကျန်းနေရန်နေလွမ်းနေပေါ့နော်။ဘာဆိုတော့လွမ်းနာလေးလည်းပါတာ哦။ဟိုအဲ့မှာကွယ်လွန်သွားတဲ့သူတွေလွမ်းနာလေးပါတယ်။ဒါအဲ့ဒီကြောင်လွမ်းနာလေးပါတယ်။ဒီတငယ်ချင်းတွေရဲ့ပေါ့နော်။သူတို့အချစ်တွေကနေအလွမ်းလေးတွေဖြစ်သွားတာ။စီလုံးမှုတွေဒါတွေပြထားတာလေဟုတ်။ ဇဝင်ကန်အားလုံးလှမ်းမိကြိုက်တယ်။တခြားမင်းသားမင်းသမီးတွေရဲ့ဇဝင်ကန်တွေဆိုလဲဟာကနေဟင်ကနေဖြစ်သွားအောင်ပေါ့နော်ပြရတယ်။ဒါပေမဲ့လှမ်းတို့အရန်သဘောကျတာပါလဲဆိုတော့လှမ်းတို့အိမ်ကိုကိုသမီးလေးနဲ့ကိုနဲ့ရှိတဲ့အချိန်မှာမင်းသားကောင်းမြတ်ဆန်းနေပြီးတော့မူးပြီးတော့လာပြီးတော့អော်တဲ့အချိန်မှာလှမ်းတို့စိတ်ဆိုးပြီးဆင်းသွားတယ်။အဲ့ဒီမှာအဲ့သူအရန်တော်တာကိုလှမ်းတို့တတိထားမိရပါတော့ထက်ခါထက်ခါပြန်ရရပြီမဲ့သူ့ရဲ့ mood ကမကြသွားဘူးတကယ်ကိုမျက်ရည်အစင်းနဲ့တယုတ်ဆောင်သွားတယ်အရန်သဘောကြတဲ့အဲ့ဒီခံလေးကိုတော့ဟုတ် ဟာကြီးကျွန်တော်ပြန်လက်ခံဖို့အတွက်ပြောပြပါမယ်နော်မင်းကအဲ့လိုမခေါ်နဲ့ပြီးခုချက်ချင်းပြန်စားမပြန်ရင်ငါရဲစခန်းဖုံးဆက်လိုက်ဒီဇာရိတာနဲ့ဇလန်းလေးအကြောင်းလည်းသိသွားပြီဆိုတဲ့အခါကျပရိသတ်တွေလည်းဒီဇက်ကားလေးကိုချစ်ချင်နေကြပြီလို့ယုံကြည်ပါတယ်ရှင့်ဒီဇာရိတာနှစ်ကိုအားပေးခြင်းရတဲ့ပရိသတ်ကြီးအတွက် Canal Plus ဇလန်း Channel နဲ့ Canal Plus Application မှာ November 30ရက်နေ့မှာည9:00နာရီခွဲမှာချစ်ရှုလို့ရပါပြီ Canon Plus Zalan Channel မှာ Zarita နှစ်ကိုအားပေးမယ်ဆိုလို့ရှိရင်တော့ Canon Plus ဆက်နဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ Two Share Plus Package မှာကြည့်လို့ရပါတယ်။နောက်ဆုံးအနေနဲ့မြေတားရက်ခံအပ်ချင်တာကတော့ဒီ Zarita တစ်ကောနှစ်ကောကိုအားပေးခြင်းနဲ့ပြည့်သက်ကြည့်အနေနဲ့ကြည်လင်ပြတ်သားပြီး quality ကောင်းတဲ့ရုပ်ရှင်ကိုကြည့်မယ်ဆိုလို့ရှိရင်တရားဝင်ရုပ်တံလိုင်းဖြစ်တဲ့ Canon Plus ကနေပြီးကြည့်ရှုအားပေးဖို့အတွက်လှမ်းလို့ရနေပြီးတော့ဖိတ်ခေါ်ပါရရှိကျေးဇူးတင်ပါတယ်။ Plus, ku beta dan tulai bah.